မြင်လာပါရှင်။ဗမာပုတ်ကက်ချန်နယ်ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကိစ္စမှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကတော့စိုင်းသူမင်းမျက်နှာရေးသားထားတဲ့ဘက်ကက်ဆိုတဲ့ဇလန်းလေးရဲ့အပိုင်း30ကိုတင်ဆက်ပေးသွားချင်ပါတယ်။ဇလန်းလေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနော်ရီဘဲလေးကိုနေသားပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။ခွာစားပြီးတော့ဇလန်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။လူငယ်ရွာထဲကိုဝင်ပြီးနိုင်ဝဲလောက်ကြတော့ ပေါင်အင်းနဲ့ဆန်သိန်းကြီးကိုရှိကိုဒုက္ကိုင်ထားတဲ့လူသုံးဦးမျိုးမြင်ဆိုတဲ့အော်တိုနိုဒေါသတကြီးရောက်ရှိလာခဲ့ကြတယ်။ထိုလူသုံးရဲ့မျက်နှာတွေဖူးပြောင်နေပြီး꽌တဲ့နေရာက꽌ပြဲတဲ့နေရာပြဲနေတယ်။သူတို့ရှိကိုဒုက္ခစီနဲ့လူသုံးဦးဒေါသတကြီးရောက်လာပြီးမဲ့ပေါင်အင်းနဲ့ဆန်သိန်းကကြောက်လန့်တော်တော်ချင်းမရှိမရှိထိုင်လျက်ကပင်အဲ့ဒီသုံးရဲ့မျက်နှာကိုခတ်တိတိနဲ့မောကြည့်နေကြတယ်။အဲ့ဒီခိုင်စိုးတင်ကဘာမပြောညာမပြောနဲ့မောင်ရုံတုံးနဲ့ပြေးရိုက်တယ်။ မောင်ရီကလှလင်းမြမြန်နဲ့ဘေးကိုရှောင်တင်းပြီးဆက်ကနေမတက်ထားရပြီးတော့လက်ထရအရက်ပလင်းနဲ့စိုးတင်ကိုပြန်ရရန်ယူရတယ်။ချက်ချင်းဆိုသလိုခွန်းကနေမြည်တမ်းထွက်လာပြီးတော့မောင်ရီလက်ထရပလင်းဒဆစီဖြစ်သွားတယ်။စိုးတင်ကအရက်ပလင်းကိုတုံးနဲ့ဥစာရွက်ခဲလိုက်တယ်။ငါအေးရှော့စံသိန်းကလမ်းဟောပြီးတော့သူ့လက်ထဲကပလင်းကိုမောင်ရီထံပြစ်ပေးတယ်။အဲဒီနောက်ဆက်ကနေမတက်ထားရပြီးတော့လက်သေးကိုကြစ်ကြစ်ပေါင်းဆုပ်ပြီးအစ်တဲ့နေထားပြင်လိုက်တယ်။ စံသိန်းမတ်တပ်ထားရလိုက်တာနဲ့မျိုးမင်းနဲ့အောင်တော်ကစံသိန်းကိုဒုံးနဲ့ပြရကြတယ်။စံသိန်းကအသာရှောင်ပြီးမျိုးမင်းမျက်နှာကိုဝိုင်းလက်သေးတလုံးပြစ်ကျွေးလိုက်တယ်။ဖြောင်းကနေဆိုပြီးတော့မျိုးမင်းနောက်ကိုလန်ထွက်သွားတယ်။အဲ့ဒီခိုင်အောင်တော်ကစံသိန်းကိုဒုံးနဲ့အောင်ကိုလွှဲရလိုက်တယ်။စံသိန်းကအောင်တော်ရိုက်ချက်ကိုဘယ်လက်ဖြင့်နဲ့ကာပြီးတော့ညာလက်သေးနဲ့မျက်နှာကိုတအားထုတ်လိုက်တယ်။ဖြောင်းဆိုပြီးစံသိန်းရဲ့လက်သေးတစ်ချက်ထဲနဲ့အောင်တော်ဖိထားရဲ့လဲကျသွားတယ်။တော်တော်နဲ့ပြန်မထနိုင် တပတ်တင်လဲမောင်ရီကစံသိန်းပြစ်ပေးလိုက်တဲ့ပလင်းနဲ့စိုးတင်ကိုရရန်ရွှဲလိုက်ပြန်တယ်။ဒီဒီစိန်မှာလဲစိုးတင်ရိုက်ချက်နဲ့မောင်ရီလက်ထက်ကပလင်းတစားစီဖြစ်သွားတယ်။အဆက်ပလင်းနှလုံးလုံးဒုံးနဲ့အရေခံရပြီးတစားစီဖြစ်သွားတာကြောင့်မောင်ရီလဲစိတ်မရှိတော့ပဲစိုးတင်ကိုလက်သေးနဲ့အာကုန်ပြေးထိုးတယ်။စိုးတင်ကလဲဒုံးနဲ့အာကုန်လွှဲရိုက်တယ်။တပြောင်းပြောင်းဆိုတဲ့အတန်နဲ့တန်းရှေ့စစ်နောက်စင်ဆိုသလိုထွက်ပေါ်လာပြီးစိုးတင်နောက်လန်းထွက်ပြီးတော့စင်နေနေလောက်ဆုတ်ပြီးတော့သွားတယ်။ စိုးတင်ရချက်ကိုမောင်ရင်းကဘယ်လက်ပြန်နဲ့အမြန်ကားပြီးညာလက်သိနဲ့မျက်နှာကိုတားထုတ်ခွက်ချင်းဖြစ်တယ်။ချက်ချင်းဆိုသလိုစိုးတင်နှကောင်းထဲကသွေးတွေဆေးကြလာခဲ့တယ်။အဲ့လိုဆေးကြလာတဲ့သွေးတွေကိုစိုးတင်ကလက်ခုံနဲ့တုပ်ပြီးမောင်ရင်းကိုစားမတက်ဝါမတက်မျက်လုံးတွေနဲ့ဒေါသတကြီးစိုက်ကြည့်တယ်။လက်ထရဒုက္ခကိုလည်းကြက်ကြက်ပောင်းဆုပ်ကင်လိုက်တယ်။မောင်ရင်းကတော့အယိုက်ခံရတဲ့သူ့ဘယ်လက်ပြန်ကိုညာလက်နဲ့အသာဖို့ပြီးမယ်ပြုံးတစ်ချက်ပြောင်းလိုက်တယ်။အဲ့ဒီနောက်လက်စစ်တွေကိုချော့ပြီးတော့ဟဲ့အောင် မင်းယောက်ျားဆိုရင်ယောက်ျားပြီးပြီးလက်ပလာချင်းရှင်မလားကွာအဲ့ဒီလိုမန်ပါပါပြောတယ်အေးချမယ်ခွေးမသာတေဖို့တာပြင်တာစိုးရင်ကခက်တက်တက်ပြန်ပြောပြီးတော့တော့ကိုအဝေးကိုလွတ်ပြစ်တယ်အဲ့ဒီနောက်လက်သေးကိုကြစ်ကြစ်ပေါင်းဆော့ပြီးတော့ပေါင်းရီကိုပြေးထုတ်တယ်ပေါင်းရီကခေါင်းငုံဆောင်ပြီးစိုးတင်ပိုက်ကိုဒူးနဲ့တားတိုက်တယ်စိုးတင်အင်းကနေအော်ပြီးတော့ဘိုက်ကိုလက်နဲ့ဖိပြီးနောက်ကိုဆုတ်သွားတယ်ဒီတော့မှမောင်ရဲကစိုးတင်ကိုလက်သေးနဲ့ပြေးချိုးတယ် အခြေရီမဟန်နာကြောင့်စိုးတင်နဲ့အောင်တော်ဘက်ကိုထွက်ပြေးတယ်။သူကြည့်ရတာပိုက်အတော်အောင်သားပုံနဲ့ရတယ်။စိုးတင်ထွက်ပြေးသွားတဲ့အတွက်မော်ရီယာတအားအော်ပြီးမြေပြင်ပေါ်ခြေပြက်လက်ပြက်ထိုင်ချပြီးတော့ဒါလားကွာလူတက်မှုနဲ့ထောင်ထွက်လာတဲ့ကောင်းလို့အတန်ကျဲချင်းနဲ့လမ်းအောင်လိုက်တယ်။တပတ်တွင်လည်းနှစ်ယောက်တစ်ယောက်အနေထားဖြစ်ပေမဲ့မျိုးမြင့်နဲ့အောင်တော်စံသိန်းကိုမရှင်းနိုင်။တပြောင်းပြောင်းနဲ့သူတို့ကြီးထိုးခန့်နေရတယ်။နောက်တောင်းလောက်ကြတော့နှစ်ယောက်စလုံးမြေပြင်ပေါ်အယုတ်ကျိုးပြက်လဲကျသွားတယ်။ အဲ့ဒီခိုင်သူတို့နားကိုစိုးတင်အပြေးရောက်လာပြီးနှစ်ယောက်လုံးကိုဆဲထူပြီးသုံးယောက်သာစိတ်တူကိုယ်တူခြေဦးတက်ရာအရက်ကိုထွက်ပြေးကြပါတယ်ဒီတော့မှစံသိန်းကတောက်တစ်ချက်ခောက်ပြီးမောင်ရင်းနားကိုသွားထိုင်ပြီးမြေပြင်ပေါ်ကိုလဲပြီးမျိုးလုံးကိုစုံမိတ်လိုက်တယ်အဲ့ဒီနောက်အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူတင်းရှူထုတ်လောက်ကစိတ်ကိုတက်နိုင်တဲ့လောက်ပြန်လျှော့တယ်မောင်ရင်းတယောက်စံသိန်းရဲ့ဖြစ်ကိုကြည့်ပြီးတော့ဟဲ့အောင်ဘယ်လိုဖြစ်တာလဲရံပဲဖြစ်ရတာကြာလို့မောနေပြီလားလို့မေးတယ် ဆက်သိန်းကမျက်လုံးကိုဆက်ခနဲပြန်ဖွဲ့ပြီးငုတ်ထုတ်ထထိုင်ပြောမောတာမဟုတ်ဘူးစိုက်တူတာဘာသွေးမှမရှိပဲနဲ့ငါတို့ကိုမထစ်တထိလာစနေကြလို့အလကားကောင်နေပါကွာလူတက်မှုနဲ့ထောင်ကြရဲဆိုတာဟောဟောလားမသိဘူးငါတော့မထင်ပါဘူးကွာဟုံးတော့ကွာဘာမှပြန်မလုပ်နိုင်တဲ့ဒုက္ခိတအုံနာကျိုးကန်းကိုတက်ပြီးထောင်ကြနေတာနေမဲကွာဒါ ਉਹ သူတို့ကိုသူတို့ထောင်ထွက်လူမိုက်ကြီးတွေဆိုပြီးတော့ဖင်ရနေတာသူတို့လည်းတိုးရောမယ်လို့ကောင်နေပြေးနေတာတန်းနေတာပဲ ဖွာနဲ့တင်မှာတတတဲ့ပဲကွာ။မာရီကပြောပြီးတော့မြေပြင်ကိုလက်သီးနဲ့အားပါပါထိုးတယ်။အဲ့ဒီနောက်နှစ်ယောက်သားဘာစကားမှမပြောကြတော့ပဲမြေပြင်ပေါ်ခြေပြက်လက်ပြက်လဲပြီးတော့မျိုးလုံးကိုစုံမိပြီးအိတ်လိုက်ကြတယ်။ထို့သောပြင်နောက်ဆယ်မိနစ်နောက်ကြတော့တော်ပူကုံရွာကနေလူသုံးဦးစကားတပြောပြောနဲ့ကြက်တကောင်ကိုပိုက်ပြီးသူတို့စီကိုဦးတည်လာကြတယ်။ခဏလောက်ကြတော့သူတို့သုံးဦးသူတို့နားကိုရောက်ရှိလာကြတယ်။ရောက်ရင်ရောက်ချင်းကြက်ကိုပိုက်ထားတဲ့သူကအကော ကျုပ်တို့ဟိုဘက်ရာကကြက်ဝိုင်းကိုသွားမလို့အဲ့ဒါအကိုတို့နှစ်ယောက်လက်ခက်ပေးပါအောင်လို့တေယိုတေရင်နဲ့ပြောတယ်။ဒီတော့မှမောင်ရဲကမျက်လုံးကိုဖြည်းဖြည်းချင်းပြန်ဖွဲ့ပြီးတော့မင်းတို့သွားနေငါတို့ခဏနေလိုက်ခဲ့မယ်လို့ခက်ပြက်ပြက်ပြန်ပြောတယ်။ဟုတ်ကဲ့ကိုအဲ့ဒီလူကပြောပြီးတော့သူ့လူတွေကိုခေါ်ပြီးမောင်ရဲတို့ရှေ့ရနေထွက်သွားတယ်။မောင်ရဲနဲ့ဆန်သေးညီကိုထုံနဲ့တခွင်းမှာမြေသူမှရန်ပစရဲ့မော်လဲမော်မကြည့်ရဲ့ရှင်လဲမရှင်ရဲ့ကြောင့်တချိန်ကမိုက်လာပါတယ်ဆိုတဲ့လူမိုက်တီတော် မောင်ရင်းနဲ့ဆန်တဲ့ညီကိုနဲ့တွေ့တော့မတည်ယုံတမဲအကွဲပြိတ်ရိုက်ခံရတယ်။ညီကိုတယောက်လုံးကသွေရဲပြီးလက်လေအတော်တက်တယ်။တခုခုဆိုတာနဲ့ရပြီးသား။ဒါကြောင့်မလို့အကြောင်းသိတဲ့လူတွေကသူတို့ရှိတဲ့ကြံဝိုင်းဖဲဝိုင်းတွေမှာရံမဖြစ်ကြရဲ့။ထို့သောပြည့်သူတို့နှုတ်ကလည်းဆိုင်ဆိုင်မဆိုင်ဆိုင်ဝင်းကျွဲကြတယ်။အဲ့ဒီနောက်ဖဲဝိုင်းကြံဝိုင်းနေလို့ရင်မောင်ရင်းနဲ့ဆန်တဲ့ညီကိုငွေပေးပြီးစောက်ရှောက်ခံရတဲ့အထိသူတို့ရဲ့မိုက်ကုံအရှိန်အဝါကကြီးလာပါတယ်။ ထို့သို့ပြင်မောင်အင်းနဲ့ဆန်သိန်းကထိုနယ်တခွဲမှာမင်းမှုပြီးတော့မကောင်းမှုတွေကိုပြုလုပ်နေကြတယ်။ဟုတ်မောလိုက်တာကွာ။တမနဲ့လုံးလွှာဆွဲရလို့လက်တွေတောင်အတော်ညောင်းနေပြီကွာလခွန့်နေမှာပဲ။ချင်းပြက်လို့ပြီးတာကြောင့်ငကြောက်ကမထက်ထရရပြီးအကြောဆန်ပြီးတဘူးကချွေးတွေကိုလက်နဲ့တုပ်တယ်။ဒီကုလုံးမှလည်းရေလောင်းချိုးထားသလားထင်ရလောင်းချွေးတွေရွှဲနေတယ်။ငကြောက်ကသာညင်းညူပြီးပြောနေတယ်။မင်းမေးကတော့ခက်အေးမောဟန်မဖြူ။ ပေါင်းဆိုင်ကိုကင်ပြီးတော့ဖြတ်ပြီးသားထင်းတဲ့တုံးကိုမန်းနေအောင်ထားပြီးတော့အလဲတက်တက်ကနေအားကုန်ပေါက်ခွဲလိုက်တယ်။ခွမ်းဆိုပြီးတော့ထင်းတုံးအလဲကနေနှစ်ချမ်းချမ်းသွားတယ်။အဲဒီနောက်တစ်ချမ်းကိုကောက်ပြီးနောက်ထပ်ပြီးတော့အလဲကနေနောက်တစ်ချမ်းဖြတ်ချမ်းတယ်။အဲဒီခိုက်ငါကြောက်ကမြင်းမီးကိုကြည့်ပြီးတော့ဖဲ့အောင်မြင်းမီးမင်းကမနာတော့ဘူးလား။ဘာဖြစ်လို့တန်းပေါက်နေရတာလဲကွာ။ခါဆက်ဆက်မင်းနေ။မင်းမောရင်မင်းနာကွာငါမမောသေးဘူး။အဲ့ဒါကြောင့်ပြီးတဲ့လောက်ပေါက်လိုက်အောင်မင်းမီးကထင်းပေါက်တာကိုခဏရပ်ပြီးတော့ပြောတယ်။ မတော့ကဘာမပြောညာမပြောနဲ့မြင်းမိလက်ထဲကပစင်ကိုဆက်ကနေဆွဲပြီးမြေပြင်ပေါ်ကိုအားပါပါပစ်ချလိုက်ရုတ်တရက်မလို့မြင်းမိကြောင်သွားတယ်အဲ့ဒီနောက်မှာဟဲ့အောင်မင်းဘာလုပ်တာလဲလို့အတန်ခက်တက်တဲ့မေးတယ်ငါဘာလုပ်တာလဲဆိုတာမြင်းမိနဲ့တိုင်းမဲ့လေလာသွားမယ်ရင်းနှီးချမ်းသွားတော့မယ်ပြီးမှပေါ့မယ်အလုပ်ကိုအေးစိတ်လို့မလောနဲ့ကွာမတော့ကမြင်းမိလက်ကိုဆွဲပြီးသူ့တို့အတွက်လာချပေးတယ်ရင်းနှီးပန်းရှိရာကိုခေါ်သွားတယ်အနောက်ရောက်မှမြေပြင်ပေါ်ကိုခြေဖြစ်လက်ဖြစ်ထိုင်ပြီး ရင်းနှီးခွက်နှစ်ခွက်ငှဲ့ပြီးတော့တစ်ခွက်ကိုမြင်းမီကိုပေးတယ်။နောက်တစ်ခွက်ကိုယူပြီးတော့ဖူကနဲမော့ပြီးတစ်ကြိုက်တည်းမော့တော့တယ်။မြင်းမီကတော့ချက်ချင်းမဲ့တော့ခဏကြိုက်ထားတယ်။ပြီးမှတစ်ကြိုက်တည်းမော့တော့တယ်။အဲဒီနောက်ရင်းနှီးခွက်ကိုအောက်ပြန်ချလိုက်တယ်။မြင်းမီရင်းနှီးခွက်ကိုပြန်ချလိုက်တာနဲ့ငါကြောက်ကအလိုက်တိစာနဲ့ထက်ငယ်ပြီးတယ်။အဲဒီနောက်မြင်းမီလည်းရင်းနှီးခွက်ကိုဆက်ကနဲပြန်ကိုင်းပြီးဒုတိယကြိမ်ထက်ပြီးတော့မော့တော့တယ်။ပြီးမှခွက်ကိုအောက်ပြန်ချတယ်။ဒီတစ်ကြိမ်မှလည်းငါကြောက်ကအလိုက်တိစွာထက်ငယ်ပြီးတယ်။ မင်းမီလည်းရှင့်နေတဲ့အတိုင်းရင်းနှီးခွက်ကိုဆက်ကနေပြန်ကိုင်းပြီးယူပြီးတော့တတိယကြိမ်ထပ်မော်ရင်အဲ့ဒီနောက်ခွက်ကိုချက်ချင်းပြန်မချပဲလက်ကပြပြီးမှပြန်ချတယ်။ငကြောက်ကသဘောပေါက်တာကြောင့်ထပ်မယ်ငှဲ့မပြီးတော့ဘူး။ထို့သောပြင်နောက်တောင်းလောက်ကြတော့ဖျောက်ငကြောက်အမောပြေပြီလားအမောပြေရင်ပြန်ဆမယ်။မြင်မြန်ပြီးမြင်မြန်နားတော့အေးတာပဲ။မြင့်မီမင်းဘလို့တွေခန်းစားနေရတာလဲဖြည်းဖြည်းပေါ့။အချိန်တန်ရင်ပြီးသွားလိမ့်မယ်ကွာ။ဟာအချိန်တန်ရင်ပြီးမှလားကွာလုံးမပြီးမှာပေါ့ကွာမလို့ရင်ပြီးမှာမဟုတ်ဘူး။ ထသွားမယ်ကွာမင်းမရပြောပြီးတော့မတက်ထားရတဲ့မင်းမမတက်ထားရလိုက်တဲ့အတွက်ငါကြောက်လဲမတက်ထားရလိုက်တယ်အဲ့ဒီကိုင်သတို့စီကိုရွာတကြီးရောက်လာခဲ့တယ်ဟဲ့အောင်နေနေပါအောင်ကွာပြန်ထိုင်ကြပါအောင်ငါဒီမှာမင်းတို့အတွက်ငါပြောသေးယူလာတဲ့အမောပေစားကြပါအောင်ပြီးမှလုပ်ပါကွာရွာတကြီးစကားကိုမလွန်ဆန်နိုင်တာကြောင့်မင်းမနဲ့ငါကြောက်ပြန်ထိုင်ကြလိမ့်တယ်အဲ့ဒီနောက်ရွာတကြီးယူလာပြီးတဲ့ငါပြောသေးကိုတယောက်တစ်လုံးစားပြီးရင်းနှီးတယောက်တစ်ခွက်ထပ်တော့ကြတယ်ထို့သောဖြင့်နောက်တောင်းတော့ကြတော့ရလူကြီး တမနဲ့လုံးမြားမေကိုလည်းမထွက်ပါလားဗျဘယ်သွားနေတော့လဲငါကြောက်ရရုတ်တရက်မေးတယ်ပြောမပြောချင်ပါဘူးကွာတမီးလေးတယောက်ရှိပါရဲ့ဘာမှအားမကိုရသူ့ဝေယဝိစားတယ်ငါအကုန်ပဲလိုက်လို့နေရတာသူ့ကိုပြောလိုက်ရင်ခေါင်းကိုက်တာနဲ့ဘိုင်းအောင်တာနဲ့ဟိုအဖြစ်တာနဲ့ဒါဖြစ်တာနဲ့တကားမှကောင်းတဲ့ခါမရှိဘူးကွာခုလည်းနေမကောင်းဘူးဆိုပြီးအိမ်မမအိတ်နေလေရဲ့အော်ဒါကြောင့်မြားမေကိုတမနဲ့လုံးမတွေ့မိတာကိုမင်းမရအဲ့လိုဝင်ပြောတယ်အေးဟုတ်တယ် ဲ့ဒါကြောင့်မင်းတို့တငယ်ချင်းကိုမတွေ့ရဒါနဲ့ငါမေးဦးမယ်မင်းတို့ချင်းစကားများထားကြသေးလားဗျာမများပါဘူးဘာဖြစ်လို့လဲရွာတကြီးရဲ့ငါကြောက်ကဝင်ပြောတယ်ဘာဖြစ်ရမှာလဲကွာမြောက်မေယာမင်းတို့ကိုအရင်လိုဖော်ဖော်ရွေမှမဆက်ဆန်တာနောက်ပြီးမင်းတို့ကိုစကားလည်းမပြောဘူးမလားဩဒါကဒီလိုဗျာကျွတ်တို့အရေးခံရတော့ကမြားမေယာကျွတ်တို့အိမ်ကိုလာပြီးတရင်လာမေးရဲ့လေအဲ့ဒါကြောင့်ကျွတ်တို့ကယောက်ျားလေးတွေနေတဲ့အိမ်မင်းလေးတယောက်တည်းလာတာမသိတော့ဘူးအဲ့လိုပြောလိုက်တာ အဲ့ဒါကို तू ကနှင်ထုတ်ပါတယ်ဆိုပြီးတော့စိတ်ဆိုးသွားတာခုထိပဲဗျ။အော်အဲ့လူလားမသိပါဘူးကွာငါကမင်းတို့ချင်းစကားများတာကြတယ်ထင်လို့မဟုတ်ဘူးရတကြီးေကျုပ်တို့ကိုတခင်မာလေးကစိတ်ဆိုးနေတာစိတ်ဆိုးနေတာဗျ။ငါကြောက်ကအိမ်ဘက်ကိုလဲပြီးတော့ညမီတောင်းအတန်ကြက်ကြဲအော်လိုက်တယ်။အဲ့နောက်ဇွာလူချင်းနဲ့အတူ ရောက်တဲ့ယာယာစကားများပြောကြလေတော့တယ်။ပြိတ္တများရှင် ဒီကနေ့မှာတက်ဆက်ပေးတဲ့ဘက်ကိတ်အပိုင်း30ကတော့ဒီနေရာမှာရင်းပြဆုံးပါပြီ။ဒီဇလန်ရဲ့ကြမ်းရှိနေတဲ့ပိုင်းများကိုလည်းနောက်ရက်များမှာဆက်လက်ပြီးတော့တက်ဆက်ပေးသွားပါဦးမယ်ရှင်။ဒီကနေ့မှာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ပါတယ်။တာယာပြောင်းရွှေ့တဲ့နေ့တလေးကိုပန်းဆိုင်ပြီးတော့ဘေးရန်ပေါင်းပါကင်းဝေးနိုင်ကြပါစေရှင်။ပါပါ